နောက်ဖေးရီတွင်မှမိကနန်းတွင်မိကဆီယာမားကသူမကိုမတက်ဖို့အတွက်မိဖုရားကြီးကိုတောင်းပန်နေတယ်။ဒါပေမဲ့မိဖုရားကြီးကဒေါသတကြီးနဲ့သူမကိုခေါ်ထုတ်သွားခိုင်းတာပါ။တခြားမိကဆီယာမားတွေလည်းဘာမှမပြောနိုင်မင်းနဲ့အတန်တိတ်နေရပါတယ်။လူဟောင်းကောင်မလေးကလူသေးဖြစ်တဲ့အားရဲကိုနောက်ဖေးရီတွင်မှမိကဆီယာမားအလောင်းတွေအများကြီးရှိတယ်ဆိုတာပြောပြတယ်။ဒါကြောင့်မိဖုရားကြီးကိုဘယ်တော့မှမိကမလိမ့်ပေးစေမိဖို့အတွက်တတိပေးပါတယ်။ တကယ်တော့မိဖုရားကြီးဟာမင်းကြီးထက်အသက်အများကြီးကြီးတာပါသူမဟာမှန်ထဲမှာဦးမင်းနေတဲ့မျက်နာကိုကြည့်ပြီးစိတ်ဓာတ်ကျနေတယ်သူမရဲ့ပုံစံကြောင့်မင်းကြီးသူမကိုပြစ်သွားမှာစိုးရိမ်ပူပန်နေတာပါအရင်ကမိတ်ကက်ဆရာမတေးဆုံးသွားပြီးရဲ့နောက်ပိုင်းမှာဘသူမှသူမစိတ်တိုင်းကြမပြင်းပေးနိုင်တော့ပါဘူးဒလိုညီးတွားနေပါလေအာရဲကမကြောက်မလန့်တဲ့သူမလိန်ပေးမယ်ဆိုပြီးတော့ထားပြောလိုက်တာပါတခြားသူတွေကအံ့အားသွင်းသွားပြီးမဲ့အာရဲကယုံကြည်မှုရှိရှိနဲ့မိဖုရားကြီးကိုကဲလန်လိုက်ပါရဲ့ ။ဘီဗီယာကြီးသဘောတူပြီးရနောက်မှာသူမစတင်လိန်ချေပါရင်။ဘီဗီယာကြီးမှန်ကြည့်ဖို့လို့တော့သူမကနောက်ဆုံးတဆင့်ကြံနေသေးတယ်ဆိုပြီးအင်ဂျီတဲကဆေးပလင်းကိုထုတ်လိုက်တယ်။အထရရေကိုခွက်ထဲအဆက်ချလိုက်တော့မိတော့ဖြစ်သွားတယ်။သူမကချက်ချင်းပဲခွက်ထဲကမိတော့ကိုမိဖုရားကြီးရဲ့မျက်နှာစီကိုပြစ်လိုက်ပါရီမိဖုရားကြီးကသူမမျက်နှာလောင်ကျွမ်းသွားတာမလို့နာနာကျင်ကျင်နဲ့ထအော်တော်တွေအာရေကတော့ဒါကိုပြုံးပြုံးလေးကြည့်နေကြတာပါ တခြားသူတွေလည်းလမ်းဖြန့်သွားပြီးခဏကြာမှတော့အထိန်တော်ဝမိဖုရားမျက်နှာမှာထူးခြားမှုတစ်ခုကိုတွေ့သွားခဲ့ပါတယ်။ဒါကြောင့်သူမအာရဝန်သားနဲ့မိဖုရားကိုမှန်ပေးလိုက်ပါတယ်။မိဖုရားကြီးမှန်အောင်ကြည့်လိုက်တဲ့အချိန်မှာတော့သူမမျက်နှာဟာတင်းရင်နေပြီးတော့ငကိုထက်အများကြီးနှုတ်ပြိုလှပသွားခဲ့တာပါ။ဒါကြောင့်အာရကိုဒလိုမိတ်ကပညာမျိုးဘယ်ရသင်လာတာလဲလို့မေးလိုက်ပါတယ်။အာရက"သူမအမစီရသင်လာကြောင်းကိုပြောပြပါရစေ။" တကယ်တော့အာရဲတို့မိသားစုမှာဘိုးဘွားဆင်ဆက်ရဆက်ခံလာတဲ့မိကပ်နည်းပညာနှမျိုးရှိတာပါတမျိုးကတော့ရှင်သူကိုလိမ့်ပေးရတဲ့မိကပ်ဖြစ်ကနောက်တမျိုးကတေသူကိုလိမ့်ပေးရတဲ့မိကပ်ပါတေသူကိုလိမ့်ရတဲ့မိကပ်ကိုတော့ယူရဲမိကပ်လို့ခေါ်ပါတယ်တေဆုံးသူတွေမြင်မြုပ်တဲ့အခါမှာလှလာပါပါနဲ့ဖြစ်နေအောင်လို့အဲ့ဒီမိကပ်ကိုလိမ့်ပေးရတာပါဒလေးထုံးစံအရယူရဲမိကပ်ကိုရှင်သူစီလိမ့်ပေးလို့မရပါဘူး လိမ့်ပေးလိုက်တဲ့အခါမှာနကိုထန်နှုတ်ပြိုးသွားပြီမဲလို့ဒီနောက်မှာကြောက်စရာကောင်းတာရှိနေပါသေးတယ်။အနာကတော့အလင်းခင်ရတဲ့သူဟာတပြေးပြေးနဲ့လူသေးကောင်းလုံးပုတ်သွိုးဆွေးမြေ့သွားမှာပါ။အာရဲငငယ်တုန်းကတခြားသူတွေကိုယူရဲမိတ်ကပ်လိမ့်ပေးမိလို့အမေရထမလို့ဖို့အတွက်ဆူပါရယ်။အမကနန်းတွင်းမှာမိတ်ကပ်ဆရာမအနေနဲ့ဝင်ရတော့မှမလို့အာရဲကိုပတ်စံတွေပေးခဲ့တာပါ။အာရဲကြီးလာတဲ့ခါကျရင်လည်းနန်းတွင်းမှာပြန်ဆောင်ကြမယ်လို့ပြောရင်းနဲ့ညည်ရီတွေနဲ့နှုတ်ဆက်ခဲ့ပါတော့တယ်။ အမဖြစ်သူနန်းတွင်ရောက်တဲ့အခါမှာတော့သူမဟာမိဖုရားကြီးရဲ့ပင်နိုင်မိတ်ကပ်ဆရာမဖြစ်လာခဲ့ပါရယ်။နေတွေ့ကြပြီးတော့မိဖုရားကြီးကယူရဲမိတ်ကပ်လေးပေးဖို့အမိန်ပေးပါရယ်။အမကဒါဟာနတ်ဖုရားကိုစံကြံတာမလို့အပြစ်ပေးခရရလိမ့်မယ်ဆိုပြီးတော့ညှင်းဆိုခဲ့တာပါ။မိဖုရားကြီးကဒေါသထွက်ပြီး